ိန်အောင်သက်တမ်း32နှစ်ကြာမှဖောက်ပြန်ခံရတဲ့ဦးလေးတယောက်ကြောင့်ပြောပြမှာဖြစ်ပါတယ်။မနေ့ကပဲကျွန်တော်ဖုန်းပြောဖြစ်တယ်ကျွန်တော်ဖုန်းခေါ်လာတာပေါ့နော်။အဲ့တော့အိန်အောင်သက်တမ်းကတော့32နှစ်ကျော်ပါပြီတဲ့။အဲ့တော့အသက်ကတော့လက်ရှိမှာတော့ဦးလေးကတော့အသက်60ပြည့်ပါပြီ။သူ့ရဲ့ဒီဇနီးဖြစ်တဲ့သူကတော့အသက်40ကျော်မှပဲရှိပါသေးတယ်ပေါ့နော်။အဲ့တော့ဘယ်လိုမျိုးဖောက်ပြန်သွားတာလဲဆိုတော့အခုဒီပြီးခဲ့တဲ့၈လပိုင်းကမှစပြီးဖောက်ပြန်သွားတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒီယောက်ျားတယောက်နဲ့ပေါ့နော်လင်ငယ်နဲ့လိုက်ပြီးသွားတာဖြစ်ပါတယ်တဲ့လိုက်ပြီးသွားတာမှယူယူလိုက်ပြီးသွားတာမှဟုတ်ပဲနဲ့ အာသူပေးထားတဲ့ပတ်စံတွေအကုန်လုံးကိုလည်းယူသွားတယ်ပြီးတော့ရှိတဲ့ဆိုင်ကယ်ကိုပါရောင်းပြီးတော့မှယူသွားတာဖြစ်ပါတယ်ဆိုင်ကယ်တန်ဘူးကလည်းဒါဘတ်သိန်းကျော်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလောက်သွားတာဖြစ်ပါတယ်တဲ့အဲ့တော့အာပြောရမယ်ဆိုရင်တော့ဒီအသက်60ပြည့်ဖြစ်တဲ့ဦးလေးကလည်းသူကတလားကိုပတ်စံပေါ့နော်2000ဝင်ငွေရှိတယ်ပေါ့တစ်သေးအိမ်မှာဒီအင်္ဂလိပ်အိမ်မှာအလုပ်လုပ်တာပေါ့နော်သူကလည်းဒီပြောမယ်ဆိုရင်တော့ ပုပ်လေးလင်းပြောရမယ်ဆိုရင်တော့ဒီခြေတောက်တစ်ဖက်မတန်ဘူးဒါတော့မှသူရလဲလာစားဘူးလတိုင်းသူ့ရဲ့မိမဖြစ်သူအပ်တယ်ပြီးတော့သားသမီးတွေလည်းရှိတယ်မြီးတွေလည်းရှိတယ်ပေါ့နော်ဒီထိုင်းနိုင်ငံမှာအဲ့တော့အဲ့လိုမျိုးဖြစ်တဲ့ကြားလေးကနေပြီးတော့တော့မှလာစားပုံမှန်အပ်တယ်သူ့ဘက်ခြံကအကောင်ဆုံးတွေပဲပေးဆက်ခဲ့တာတော့မှပေါ့နော်ဒီပြီးခဲ့တဲ့ရှစ်လပိုင်းတော့မှဒါနောက်ထက်ယောက်ျားတယောက်ရဲ့နောက်ကိုလိုက်ပြီးသွားတာဖြစ်ပါလေပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အိမ်အောင်တက်တန်းကလည်းကြာပြီးအဲ့တော့ဒီနေရာမှာဥလိယဘာပြောတယ်လဲဆိုတော့အထူးကားကတော့ ီပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းကလည်းဒီတခါအဲ့လိုမျိုးသွားဘူးတယ်ပေါ့နော်သွားဘူးတဲ့အချိန်မှာတဲ့သူကတော့နော်အာသွားလိုက်တယ်ဆိုတော့သူ့ကိုလမ်းခွဲသွားတယ်ပဲလို့ထင်တယ်ဒါပေမဲ့ဒီသူတို့ရဲ့ရထားတဲ့ဒီသားသမီးကခလေးထက်မွေးတော့မြီးဦးလေးမွေးတဲ့မွေးခံသေးတဲ့အချိန်မှာသူ့ရဲ့မိန်းမဖြစ်တဲ့သူကပြန်လာချင်ပါတယ်မြီးဦးလေးကိုတွေ့ချင်ပါတယ်ဆိုပြီးတော့အာတောင်းပန်ပြီးတော့မှပြန်ခေါ်ခဲ့တယ်ပေါ့ပြန်လာမယ်ဆိုပြီးတော့မှရနောင်းမှနေတယ်ဒုက္ခရောက်နေပါတယ်ဆိုပြီးတော့ပတ်စံဘတ်9000လွှဲခိုင်းပါတယ်တဲ့9000လွှဲခိုင်းပြီးတော့လမ်းစိတ်နေနဲ့ဒီ အာထိုင်းနိုင်ငံလက်ရှိနေရာတော့ဦးလေးကတော့ပိုကတ်မှန်နေတယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ blue zone သားပဲမွန်ပြည်နယ် blue zone သားပဲဖြစ်ပါတယ်အဲ့တော့ပတ်စံ9000ပေါ့နော်ပြန်လွှဲပြီးတော့ခေါ်တင်လိုက်တာပေါ့ပြန်ပြီးတော့ပေါင်းတယ်အဲ့လိုနေတာနှစ်တည်ကြာပြီးအခုကြီးအောင်မှအသက်12နှစ်အရွယ်တောင်ပြန်ရောက်နေပြီပေါ့နော်အဲ့ဒါတောင်မှအခုလိုမျိုးပြန်လုတ်သွားတယ်အသက်ကြီးမှအသက်40ကျော်ကန်ဒီမှပြန်ပြီးတော့အခုလိုပြန်ပြီးတော့လုတ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒါကတော့ကျွန်တော်ကတော့ဟိုလာပြီးတော့ sharing ပေးရတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့အိမ်တော်တစ်ခုပြုတ်တယ်ဆိုတာက ။ဘာအတွက်ကြောင့်ပြုတာလဲအဓိကကျွန်တော်တို့မှာမိသားစုဆိုတဲ့ဒီအတိုင်းအညုံတစ်ခုကိုစစ်စုယုံယုံနဲ့နေနိုင်ဖို့ရယ်ပြီးတော့ကိုကအိမ်အောင်ပြုတယ်ဆိုတဲ့ဒီအိမ်အောင်ဘက်ကိုတကယ်ချစ်လို့မေတ္တာရှိလို့မဟုတ်ဘူးလားဗျ။အဲ့တော့အဲ့လိုမျိုးမေတ္တာထားနိုင်မှဒါလည်းအိမ်အောင်ပြုတာဖြစ်တယ်။အဲ့တော့အခုလိုမျိုးသားသမီးတွေမိတွေမြစ်တွေတောင်ရတာတောင်မှကျွန်တော်နောက်ထပ်ဒီလိုမျိုးလှုပ်သွားတာတော့ဒါတော့လုံးဝမကောင်းဘူးပေါ့နော်။တစ်ဖက်မှာကြံနေတဲ့သူကလည်းသူပြောတာ သူ့သားသွားနေရဆိုသူ့လက်ထဲမှာဒီဦးလေးဆိုရင်ပတ်စံဘတ်300ပဲလက်ထဲမှာကျန်တယ်ပေါ့နော်ဘတ်ငွေ300ပဲကျန်တယ်ကျန်တာအကုန်လုံးသူကယူပြီးတော့သွားပလိုက်တာပေါ့နော်အဲ့လိုမျိုးလှုပ်သွားတာဖြစ်တယ်တဲ့အဲ့တော့အဲ့ဆိုတော့တကယ်ကိုမှဟိုပြောမယ်ဘဝတနာစရာကောင်းတယ်ဗျာအဲ့တော့မိမတွေအဲပဲဖောက်ပြန်ခံရတာမဟုတ်ယောက်ျားတွေဘက်ကလည်းဖောက်ပြန်ခံရတဲ့အခါကြလို့ရှိရင်တော်တော်လေးကိုမှဆူဆူဝါးဖြစ်စီတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဓိကလာပြီးတော့ပြောပြပေးတာလူငယ်များစုအနေနဲ့အဓိကဘဝမှာ တကယ်ကုန်တိတ်ခါရှိရှိနဲ့အိမ်ရေရှိရှိနဲ့အိမ်အောင်ရေတခုကိုထီထောင်နိုင်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီတကယ်အချစ်ပိုင်းဆိုင်ရာတွေကိုလည်းလေးလာပါအိမ်အောင်ရေပိုင်းဆိုင်ရာလည်းလေးလာပါကျွန်တော်တို့ကလူတယောက်ကိုချစ်နေုံနဲ့မပီးဘူးအိမ်တော်ရေးဆိုတာယူလိုက်ယုံနဲ့မပီးဘူးဒီအရာကိုနှစ်ဦးနှစ်ဖက်ပေါ့နော်ခိုင်မြဲအောင်ထိမ့်သိမ့်နိုင်ဖို့အတွက်ကျွန်တော်အများကြီးလေ့လာဖို့အတွက်လိုတယ်ပေါ့နော်လေ့လာဖို့အတွက်လိုတယ်ဟိုစကားပြောဆိုနားလည်မှုမေတ္တာပေးနိုင်မှုကိုချင်းစာတရားပြီးတော့ကိုယ့်ရဲ့ကိုချင်းတရားတွေကောင်းမွန်ဖို့အတွက်ဆိုတာက အများကြီးလိုအပ်ပါတယ်နှစ်ဦးနှစ်ဖက်လုံးမှာကျွန်တော်တို့ပြည်စုံနေတဲ့အိမ်တော်ရေးတရားဒါတော်တော်လေးမှကံကောင်းတယ်အဲ့တော့ကျွန်တော်ဖြစ်ပြီးသွားပြီဆိုတော့ဒါဦးလေးကတော့သူကတော့ဘာမှတော့မဖြစ်ဘူးဒါပြီးတော့ကျွန်တော်လည်းပြောပြတာပဲရင်လည်းဖွေးပေးတာပဲရှိတာဖြစ်ပါတယ်အဲ့တော့သူ့စိတ်ထဲမှာဘာမှတော့မထားတော့ပါဘူးတဲ့အသက်ရွယ်တစ်ခုလည်းရလာပြီးတဲ့အခါမှာကျတော့အဲ့တော့နောက်ထပ်လူငယ်တွေအားလုံးနေတဲ့လက်မျိုးလေးတွေဟိုကသင်ကန်းစာယူတတ်စီခြင်းပါတယ်ဘဝအတွက်ဒီလက်မျိုးကိုယ့်ရဲ့လက်တွဲဘော်ဒီပေါ်မှာမြင်ဆက်တင်ပါဘူးလို့အဲ့တော့အားလုံးနေနဲ့ကျွန်တော်တို့တကယ်ကိုကိုယ့်ဘဝအတွက်လက်တွဲဘော်စစ်မှန်တဲ့လက်တွဲဘော်တွေကို တွေ့ရှိနိုင်ကြပါစေအဲ့တော့ကျွန်တော်ဘဝအတွက်ကောင်းမွန်တဲ့အိမ်တော်ဘက်တွေနဲ့တစ္ဆာရှိရှိနဲ့တက်ဆုံတိုင်းတိချင်းနိုင်တဲ့အိမ်တော်ဘက်တွေနဲ့တွေ့ဆုံနိုင်ကြပါစေလို့ဆုတောင်းပေးပါရစေဗျာ